အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ဖုန်ကြီးကျောင်းကမွေးထားတဲ့ကလေးတရေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းလေးမစနိုင်ခင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လှုပ်သွားပြီးအတိတ်တန်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြစ်တရခင်ချင်ပါတယ်ဟုတ်ကဲ့အကြောင်းလေးကိုစတင်နိုင်အောင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ရွာလေးတရွာရဲ့တောင်ကုန်းပေါ်မှာတော့လူတီနေတဲ့ဖုန်ကြီးကျောင်းငယ်လေးတစ်ခုရှိပါတယ်ရွာကလူအနေငယ်လောက်ကပဲ ဲ့ဒီဘုံကြီးကျောင်းမှာရွှေအစစ်နဲ့ပြုတ်လုထားတဲ့ဗုဒ္ဓရုပ်ပွားတော်ရှိကြောင်းကိုသိပါတယ်။အဲ့ဒီဘုံကြီးကျောင်းကကျောင်းနိုင်ဆရာတော်ကရဟန်းများကိုလက်ခံရမှာစီကန်းလုံးတင်ကြပါတယ်။ဘာသာရေးဆိုင်ရာစီမင်းများထက်များစွာတဲ့အစစ်တွေကိုဖျက်ဆီးပြီးတော့မှသာရဟန်းဝတ်နိုင်မှာဖြစ်တဲ့အတွက်အနီးနားရွာကရွာသားတွေကဒီနေရာမှာရဟန်းဝတ်ရန်တွန့်ဆုတ်သွားကြပါတယ်။အမှန်စင်စစ်ရွှေရောင်ဗုဒ္ဓရုပ်ွားတော်အကြောင်းကလည်းရွာသားတွေကြားထဲမှာပါဇက်ရာဆိုရင်ဖြစ်တာရှိပြီးတော့ဘသူကမှဒီရွှေရောင်ရုပ်ွားတော်ရဲ့အစစ်မှန်ကိုမြင်ဘူးကြပါဘူ အဲ့ဒီနေရာမှာယဟန်ဝတ်ခဲ့ဘူးသူများပဲအဲ့ဒီဘုန်းကြီးเจ้าမှာရှိတယ်စီးမင်းများစွာနဲ့ပြဿနာများစွာရှိတာကြောင့်ယွာသားတချို့ကသူတို့ရဲ့ကလေးတွေကိုတခြားဝေးလံတဲ့ဘုန်းကြီးเจ้าတွေမှာတွားပြီးတော့ယဟန်ဝတ်စေပါတယ်ဒါပေမဲ့တရက်မှာတော့ဆင်းရဲသားတဦးဖြစ်တဲ့ထောင်ကုန်းကသူ့ရဲ့ဇနီးတွေကစစ်ဘေးကြောင့်တိတ်ဆုံးသွားပြီး၎င်းက၎င်းရဲ့သားလေးနဲ့သားဖားနှစ်ယောက်ထဲသာကျန်နေခဲ့ပါတယ်စစ်ကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကလည်းဆုံးရှုံးသွားခဲ့ပြီးတော့သူ့ရဲ့ချက်လက်စွာတဲ့ဇနီးကိုပါဆုံးရှုံးခဲ့ရပါတယ်အရင်ကချမ်းသာကြွယ်ဝတဲ့ ကုန်တယ်တူဖြစ်တယ်ထောင်ကုန်းအတွက်ကတော့ကံကြမ္မာကတော်တော်ဆိုးဝါးခဲ့တာပါဒါကြောင့်ထောင်ကုန်းကဒီရွာလေးမှာအခြေချနေထိုင်ရန်အတွက်သူ့ရဲ့ဇာတိကနေပြောင်းရွှေ့လာခဲ့ပါတယ်အခုခါမှာတော့သူ့ရဲ့သားလေးကတာမဏေဖြစ်ကိုရင်ဝင်းနိုင်လောက်တဲ့အရွယ်အထိကြီးပြင်းလာပါပြီဒါကြောင့်ထောင်ကုန်းကသူ့ရဲ့သားလေးကိုဘုန်းကြီးကျောင်းမှာကိုရင်ဝတ်ဆရာဆုံးဖြတ်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ထောင်ကုန်းကသူ့ရဲ့သားလေးကိုဆရာတော်လွန်ဖောရဲ့တပည့်အဖြစ်အနှံ့ရမျှော်လင့်ပြီးတော့ဆရာတော်လွန်ဖောစီကိုကိုယ်တိုင်လာရောက်ခဲ့ပါတယ် ၎င်းကတောင်ပေါ်ကိုခက်ခက်ခဲခဲနဲ့တက်ခဲ့ပါတယ်။ဘုံကြီးကျောင်းရှိကိုရောက်တဲ့ခါမှာတော့သူ့ရဲ့မျက်စိတောင်းမှာတစုံတစ်ခုကိုမြင်လိုက်ရတဲ့အတွက်ထောင်ကုန်းတယောက်လန့်သွားပါတယ်။တလိမ့်ဆန်ဒါမှမဟုတ်လူမဟုတ်နိုင်တဲ့တစုံတစ်ခုဖြစ်ပါလိမ့်မယ်။ကြီးမားတဲ့အနက်ရောင်ကြီးကြီးကလမ်းဘေးတောအုပ်ထဲကနေပုံရှိုးနေပြီးတော့အလွန်လျင်မြန်သွားထွက်ပြေးသွားပါတယ်။အဲ့ဒါနဲ့ထောင်ကုန်းကဘုံကြီးကျောင်းကိုသွားဖို့တဲ့အဲ့ဒီသူမြင်ခဲ့ရတဲ့အရေးကိုပို့ပြီးတော့စိတ်ဝင်စားသွားပါတော့တယ်။ထောင်ကုန်းက ူအရေးကိုမြင်ခဲ့ရတယ်လို့ယုံကြည်ရတယ်ခြုံဘုတ်စီကိုရှောက်သွားပါတယ်ဒါပေမဲ့ခြုံဘုတ်ကိုကြည်ဖို့ပြင်နေစင်ပါပဲတစုံတယောက်ရဲ့လက်ကသူ့ရဲ့ပခုံးကိုလာထိရတဲ့အတွက်ကြောင့်ထောင်ကုန်းတယောက်လှန့်သွားပါတယ်ဒီမှာမပါလို့နေရလဲတကားဟာဆရာတော်လွန်ဖို့ပါလားရှက်ခိုးပါနဲ့ဆရာတော်အေးဒါပေမဲ့တကားကဘယ်သွားနေရလဲဆိုတာဆရာတော်မဖြေရသေးဘူးနော်အော်ဒီလိုပါကျွန်တော်ကကျွန်တော်သားဖြစ်တဲ့ငထွန်းကိုဆရာတော်ရဲ့တာမဏိတပည့်အဖြစ်အနံ့မှုရည်ရွယ်ပြီးတော့လာခဲ့တာပါဒါပေမဲ့ လမ်းလျှောက်လာရင်လည်းဘာအချိန်မှမသိတဲ့အကြီးတစ်ခုကိုတွေ့လိုက်ရတယ်။ပြီးတော့ဒီနားမှာ तू ကလှလှဝဲဝဲနဲ့လှုပ်ရှားနေတာတွေ့တော့တခိုးဖြစ်မှစိုးရိမ်လို့တေးကြအောင်စစ်စစ်ကြည့်တာပါ။ဩအဲ့လိုလား။ဒီနားတော့ဝိုက်ကဝေးလံပြီးတော့တခိုးလည်းမရှိပါဘူး။စိတ်အေးအေးထားပြီးတော့ဘုံကြီးချောင်းထဲကိုပဲအရင်လာခဲ့။ပြီးမှတခါရဲ့သားအကြောင်းကိုဆွေးနွေးကြတာပေါ့။ဒီမှာရဟန်းဝဲဝဲကိုရင်ဝဲဝဲတခြားနေရာတွေတခြားဘုံကြီးချောင်းနေမတူဘူးနော်။တင်မဖေဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကသူ့ကိုဒီမှာပဲကိုရင်ဝဲဆွေးနေတာပါ။ကျွန်တော်မှသူ့ကို တခြားចောင်းထားဖို့လည်းပတ်စံမရှိပါဘူးပြီးတော့တခြားနေရာတွေကလည်းအယံဝေးလုံးပါတယ်ဒီဖုန်ကြီးចောင်းကလည်းလူနေပြီးတော့ကိုရင်တစ်ပါးလောက်ရှိတာကောင်းမယ်လို့ထင်ပါတယ်ဆရာတော်ကိုယ်တိုင်ကလည်းအသက်ရလာပြီဆိုတော့ဆရာတော်ရဲ့ဘေးနားမှာကိုရင်လေးတစ်ပါးရှိတယ်ဆိုရင်ပို့ပြီးကောင်းမယ်လို့ထင်ပါတယ်ထောင်ကုန်းကဆရာတော်ကိုသူ့သားကိုရင်ဝေးလို့ရစေရန်မျိုးစုံဖြောင်းပြပြီးပြောဆိုခဲ့ပါတယ်ဆရာတော်ကလူသစ်ကိုကိုရင်ဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ဝေးပေးဖို့မလွယ်ဘူးဆိုတာသူကကောင်းကောင်းသိပါတယ်ဘာလို့လဲဆိုတော့ဘယ်သူမှမသိနိုင်ပါဘူး ဆရာတော်ကဘာမှတုံ့ပြန်မနေတော့ပဲသူ့ရဲ့တဲစီယာကိုရှောက်သွားပြီးတော့ခေါ်သွားပါတော့တယ်။ဒါပေမဲ့လမ်းမှာပဲသူတို့နှစ်ယောက်ကဆွန့်ပစ်ထားတဲ့ရှီဟောင်းဖျားเจ้าတစ်ခုကိုဖျက်သွားခဲ့ရပါတယ်။အဲ့ဒီဖျားเจ้าကဆွန့်ပစ်ထားတာကြာပြီဖြစ်တဲ့အတွက်တစ်ပင်အမြင့်များနဲ့နွယ်ပင်တွေနဲ့ရှုပ်ပွားနေပြီးတော့သစေ၆တဲ့အိမ်တလုံးလိုမျိုးကြောက်စရာကောင်းနေပါတယ်။ဒါပေမဲ့အံဩစရာကောင်းတာတစ်ခုကတကားနဲ့ပရင်ဖောက်တွေကိုပိတ်ပြီးတော့ခတ်ထားတယ်။တော့တွေတန်ကျိုးတွေကတော့အသက်တိုင်းပါပဲ။ ထောင်ကုန်းကခဏရက်ပြီးကြည့်လိုက်ပါတယ်ဒီထဲမှာတခခုရှိနေရမယ်ဆိုပြီးသူစဉ်းစားလိုက်ပါတယ်ပြီးတော့အဲ့ဒါကအလွန်ရေးကြီးတဲ့အရာတစ်ခုဖြစ်မယ်ဆိုပြီးသူထင်ပါတယ်မဟုတ်ရင်စွန့်ပစ်ထားတဲ့ဒီလူမျိုးဖေးရားเจ้าမှာတော့တွေတန်ကြိုးတွေအစ်စ်ပြောင်းထားမှာမဟုတ်ပါဘူးသူကသူ့ရဲ့တည်ခြင်းစိတ်ကိုထိန်းထားပြီးတော့เจ้าနိုင်ဆရာတော်ကိုလည်းမမေးရဲပါဘူးဆရာတော်မေးရောနေတဲ့အချိန်မှာသူခိုးဝင်ပြီးကြည့်မယ်ဆိုပြီးမျှော်လင့်ထားပါတယ်သူ့သားကိုကိုရင်ဝတ်ပေးဖို့ဆွေးနွေးပြီးမှတော့ညနေပိုင်းရောက်တော့ဝတ်ပြုခြင်းရောက်ပါပြီ ်ဘုံကြီးเจ้าကယဟန်ဒီအားလုံးကဖျားเจ้าဆောင်အတွက်မှာစုဝေးပြီးတော့ပဋ္ဌာန်းရွတ်နေကြပါတယ်။ထောင်ကွန်းကသူ့ရဲ့တိချင်းစိတ်ကိုမထိန်နိုင်တော့ပဲခြေဟောင်းဖျားเจ้าနဲ့ကိုခိုးဝင်ဖို့အကောင်းဆုံးချိန်ဆိုပြီးတော့သူကဘုံကြီးเจ้าကနေထွက်သွားတဲ့ဟန်ဆောင်ပြီးတော့ဖျားเจ้าရဲ့ဘေးဘက်ကနေတော်တဲ့ကိုပြန်ဝင်သွားပါတယ်။ညနေမှောင်စာပြိုးချိန်မှာဆုံးပစ်ထားတဲ့ဖျားเจ้าရဲ့ဘုံကြီးကလည်းကြောက်ဖို့ကောင်းနေပါတယ်။ထောင်ကွန်းကတတိကိုစူးစီးလိုက်ပြီးတော့ပတ်ဝန်းကျင်ကိုစူးစမ်းလိုက်ပါတယ်။ သူရောင်းနိုင်လောက်တဲ့ရေနာတစ်ခုခုတွေ့မယ်ဆိုပြီးမျှော်လင့်ထားတာပါသူကအရင်လိုပြန်ပြီးတော့ချမ်းသာကြွယ်ဝတဲ့ဘဝကိုရောက်ဖို့နေတိုင်းအိမ်မက်မက်နေကြတာပါအခုတော့သူကအခွင့်အရေးရနိုင်ပါပြီခဏလောက်စူးစမ်းပြလေးလာပြီးတဲ့နောက်မှာတော့သူကဖျားเจ้าရဲ့ဘေးဘက်မှာကြောက်မြင့်ရေနာတချို့နဲ့အပေါက်တစ်ခုကိုတွေ့လိုက်ရပါတယ်သူကအဲ့ဒီကနေဝင်လို့ရပါတယ်အဲ့ဒါနဲ့သူကမဆိုင်မတော့ပဲဝင်သွားလိုက်ပါတယ်သူဝင်လာတဲ့အချိန်မှာတော့ရွှေတွေငွေတွေဗရမများတွေပြည့်နေတာကိုတွေ့လိုက်ပါတော့တယ် နေရောင်ကြီးကထင်ဟပ်နေတယ်။တောက်ပတဲ့အလင်းရောင်တွေကိုတွေ့တော့ဝမ်းသာအားရအော်လိုက်ပါတယ်။သူအရင်လိုချမ်းသာတဲ့ဘဝကိုပြန်ရောက်တော့မှာပါ။အဲ့ဒီချိန်မှာပဲထောင်ကုန်းကရွှေဆွဲကြိုးတကုန်းကိုလှမ်းယူလိုက်ပါတယ်။တစုံတယောက်ရဲ့လက်ကသူ့ရဲ့လက်မောင်းကိုလှမ်းပြီးဖမ်းခိုင်းလိုက်တော့သူလှည့်ကြည့်လိုက်တာထောင်ကုန်းတယောက်အံ့ဩသွားပါတော့တယ်။မထွန်းလား။ဒီလိုရောက်လာဖို့မဖြစ်နိုင်တဲ့သူသားကဖျားเจ้าင်းထဲမှာသူ့ရဲ့ဘေးမှာရက်နေတာကိုတွေ့တော့ထောင်ကုန်းကမျက်မှောင်ကိုကျုပ်လိုက်ပါတယ်။မထွန်းကဘာမှမပြောဘဲသူ့အဖေကိုပြုံးပြနေပါတယ်။ ဒါပေမဲ့ငထုံးရဲ့ခန္ဓာကိုယ်ကတော့ပြောင်းလဲသွားပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကသွေးဆိုးနေတဲ့အနေရောင်ဖြစ်ကိုပြောင်းသွားပါတော့တယ်သူ့ရဲ့ဥကောင်းကလည်းတဖြည်းဖြည်းကြီးလာပြီးတော့နောက်ဆုံးမှာတော့ဖျားเจ้าတဲ့ကအဒီကရွှေရောင်ရုပ်ပွားတော်လောက်ထိကိုကြီးသွားပါတော့တယ်ထောင်ကုန်းလည်းလမ်းပြီးអော်လိုက်ပါတယ်အဲ့ဒီအတန်ကပဋ္ဌာန်းရွတ်နေတဲ့ယဟန်တွေကိုအံ့ဩသွားစေပါတယ်ဆရာတော်လွင်ဖောကလည်းအတန်ကြားရာရှေးဟောင်းဖျားเจ้าတဲ့ကိုရောက်လာပါတယ်သူကကြောက်ရွံ့တုန်လုံးနေတဲ့ထောင်ကုန်းကိုတွေ့လိုက်ပါတယ်ဘေးမှာတော့ ခေါင်းကြီးတဲ့စေတကောင်ကပျော်ရွှင်စွာရေမောနေပါလေ။ဆရာတော်လွင်ဖို့ကတက်ပြင်းချလိုက်ပြီးထောင်ကုန်းကိုကြောက်လန့်မှုကနေတက်တအောင်နှစ်သိမ့်ပေးလိုက်ပါလေ။ပြီးတော့သူကဒီကိုဘာလို့ဖို့ဝင်လာလဲဆိုပြီးမေးလိုက်ပါလေ။ထောင်ကုန်းကလည်းသူလုံးခဲ့တာကိုဝင်ခံပြီးတော့သူ့ကိုခွင့်လွှတ်ဖို့ဆရာတော်ကိုတောင်းပန်ခဲ့ပါလေ။ဆရာတော်ကသူ့ကိုခွင့်လွှတ်ခဲ့ပြီးရဲကိုအကြောင်းကြားခဲ့ပါဘူး။ဒါပေမဲ့ထောင်ကုန်းရဲ့သားကိုတော့ဒီမှာရဟန်းပြုခွင့်မပေးတော့ဘူးဆိုပြီးပြောပါလေ။ဆရာတော်ကသူ့ကိုဒီအကြောင်းကိုရှင်းပြခဲ့ပါလေ။ ဒီရဏာတွေကရှေးဟောင်းပစ္စည်းတွေပါဆရာတော်ကဘသူ့ကိုမှမခိုးစေချင်လို့ဒီဖះเจ้าထဲမှာပိတ်ထားတာပါပြီးတော့သူကတော်တွေကနေယူလာတဲ့ကလေးတရေတဲ့ကောင်ကိုလည်းစောင့်ရှောက်ဖို့ထားခဲ့ပါတယ်အဲ့ဒီကလေးတရေကထူးဆန်းပါတယ်သူ့ရဲ့ခေါင်းကကြီးလွန်းတဲ့အတွက်သူ့အမေမွေးတော်ကအလွန်နာကျင်ခဲ့ပါတယ်နောက်ဆုံးမှာတော့အမေရောကလေးပါမီးရင်းထဲမှာတည်ဆုံသွားခဲ့ရတာပါအဲ့ဒီကလေးရဲ့ဝိညာဉ်ကိုဆရာတော်ကယူလာပြီးအတူတူထားခဲ့ပါတယ်ထောင်ကုန်းမြင်ခဲ့ရတာသူသားမဟုတ်ပါဘူးထောင်ကုန်းကနောက်တစ်ချိန်တောင်းပန်ပြီးတော့ ဒီဖះเจ้าကိုနောက်ထပ်ဘယ်တော့မှမလာတော့ဆိုပြီးခရီးပေးပါတယ်။သူပြန်တော့မယ့်အချိန်မှာတော့ဖះเจ้าအမိုးပေါ်မှာထိုင်နေတဲ့ခေါင်းကြီးတဲ့တရေလေးကိုတွေ့လိုက်ပါတယ်။အဲ့ဒီတရေကကြောက်စရာကောင်းတဲ့အပြုံးနဲ့သူ့ကိုလက်ပြနေပါတယ်။ထောင်ကွန်းကဖုန်ကြီးကျောင်းတွေကနေအသက်လူပြီးတော့ပြေးထွက်ခဲ့ရပါတယ်။အဲ့ဒီနေကစပြီးတော့ထောင်ကွန်းအတွက်ညာတိုင်းကငရေပြီမှနေနေရသလိုပါပဲ။ခေါင်းကြီးတဲ့တစီရဲ့အတန်ကသူ့ကိုလာခေါ်နေတော့မှတခါတလေသူက သူ့ရဲ့အိတ်ခဲနဲ့ထိဝင်လာပြီးတော့နှောက်ရက်ပါတယ်။အရေးကြီးတာကအဲ့ဒီ ခေါင်းကြီးတဲ့တရေကိုသူတယောက်တည်းပဲမြင်ရတာပါ။ဒါကြောင့်ရွာသားအများပြားကတော့ထောင်ကွန်းတယောက်စိတ်မမှန်တော့ဘူးဆိုပြီးထင်နေကြပါတယ်။သူ့ရဲ့သားကိုယ်တိုင်ကတော့အဲ့လိုထင်နေပါတယ်။ထောင်ကွန်းကလာပေါင်းများစွာတီးခတ်နေပါတယ်။နောက်ဆုံးမှာတော့သူကရွာပြောင်းပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူဘလောက်ပဲထွက်ပြေးနေပါစေသူခိုးယူလာတဲ့ဆွဲကြိုးကိုပြန်မပေးမချင်းအဲ့ဒီခေါင်းကြီးတဲ့တစေရဲ့လက်ကနေလွတ်မြောက်မှာမဟုတ်ဘူးဆိုတာကိုသူမသိခဲ့ပါဘူး။ထောင်ကွန်းကလည်းဘယ်တော့မှသတိရမလဲမသိပါဘူး။ဒါပေမဲ့သူသတိရတဲ့အထိ အဲ့ဒီခေါင်းကြီးတဲ့တရေကသူ့ကိုနှစ်ပေါင်းများစွာ6လက်နေဦးမှာပါအဲ့လိုမျိုးအုတ်ရဆောင်တရေဆိုတာတကယ်ရှိရယ်ဆိုတာသိယုံကြည်ပါသလားအောက်မှာကွန်မန့်လေးတွေမှတ်သွားပါဦးဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်တစ်ဆက်နေမှုကိုဒီမှာပဲရနာဝင်ပြပါခင်ဗျာကျွန်တော်တို့စီရင်တစ်ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြောရရခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်